ွားမောင်နှမညားတယ်။မောင်နှမကိုယ်မှာဒုတိယအကြီးဆုံးငငယ်လေးတာဆရာဝန်ရမ်းထိချင်တယ်။ချင်ချင်တော့မိဘတွေကလည်းကြောင်းဝတ်ထားပေးနေတယ်။ဒါမဲ့ကြိုးစားရင်းနဲ့ကွာဖြစ်တယ်ဆိုတော့တူရင်းလို့ရှင်ပြောဆယ်တန်းကိုနှစ်နှစ်ကြာတတရားမြောက်မှာဒီမှာညချောင်းကနေအောင်နော်ဆယ်တန်းကုံထူးသုံးနှစ်အောင်အောင်တဲ့အခါကျတော့စီးတက်ကလေးလည်းဝင်ခွင့်ရတယ်။ဒါမဲ့ကြောင်းထားပေးမဲ့မရှိဘူးပဲ။ဆရာဝန်ဖြစ်ဖို့ပထမနှစ်မှာဟိုကုံစိမ်းရောက်နေဒုတိယနှစ်ကျတော့မြေပဲကိုနှမ်းမြင်ရအောင် တတိယနှစ်ကြတော့သမဝိုင်မှာစေကန်းမှာစည်ရီးမှာညပိုင်းစည်ရီးမှာလုပ်ပြီးတော့ကျောင်းတက်တယ်။နောက်ဆုံးနှစ်မှာအထူးကုဆရာဝန်ကြီးဦးတင်ဦးကနေပြီးတော့အမအောင်ကျောင်းထားပြီးလို့ဆရာဝန်ဖြစ်တယ်။အဲ့ဒီတော့ကျောင်းအမကဘဝနာတယ်။ဆရာမကြီးကငါလိုမဖြစ်စေရဘူးဆိုပြီးတော့ကို့မှာရှိတဲ့ခြံဒီတိုက်တဲ့ကားတွေညောင်းပြီးတော့စေရနာညကျောင်း6နှစ်ပွင့်ခဲ့။စေရနာညကျောင်းကနေပြီးတော့စတင်ပေးလိုက်တာ ခလေးပေါင်း165ရောက်အောင်လေကွယ်။အောင်နေ7နှစ်ကြာပြီ9နှစ်ကြာပြီအောင် အောင်မိပေမဲ့ခုနလိုပေါ့ရခိုင်ပြည်မှာကွယ်မိဘတွေကနွမ်းပါတယ်သားသမီးတွေကိုကြောင်းထားဖို့အခက်အခဲရှိတယ်အဲ့တော့ဆရာမကြီးကငါလိုမဖြစ်ရဘူးငါဟာချို့ချို့တက်တက်နေရလို့ကလေးဟိုစာဝမကြိုးစားခဲ့နိုင်အဲ့တော့အခုကြီးကြောင်းတက်မဲ့ကလေးတွေငါတက်နိုင်ကြလို့ကိုကြီးမဲဆိုတော့ဆရာမကြီးကဆုံးဖြတ်လိုက်တာ 2019ကနေစပြီးတော့သုံးမြက်လိုက်တော့လူတွေကွာဆီယမ်မန်ကြီးဒီလိုလောက်လာပြီးတော့လေးစားတော့ဆီယမ်မန်ကြီးကိုပတ်စံနေလာတွေ့တယ်ဒီကလေးတွေကိုကြောင်းထားမယ်ဆိုလို့သိန်းတစ်ထောင်လို့သိန်း800လို့ပြုတယ်ဆီယမ်မန်ကြီးကလုံးဝလက်မခံဘူးလက်မခံဘူးနင်တို့တကယ်ကိုကြီးမသေးကြရင်စီးကြောင်းတက်တဲ့ကလေးဆိုရင်တယောက်ကိုတစ်သိန်းဆီယမ်ဝင်ဖြစ်တဲ့အထိထောက်ပံ့အဲ့လိုမျိုးနဲ့လုံးလိုက်တော့အားလုံးကလည်းပုံစံဖြစ်တော့အခုဆိုဆီယမ်မန်ကြီးမှာကလေးပေါင်း80နဲ့6ယောက်ရှိတယ် အဲ့ဒီဥစ္စာဆေးတက်ကသူတက်တာ63ယောက်ပြီးတွေက9ယောက်နောက်နောက်တစ်ခါကျသွားဆရာဝန်က4ယောက်အင်ဂျင်နီယာ1ယောက်နောက်ဥပဒေရ1ယောက်နောက်တစ်ခါသူနာပြုတက်ကသူက2ယောက်အားနဲ့သားသမီး86ယောက်ရှိပါတယ်နောက်9နှစ်နေမကြိုင်ခင်ဆရာဝန်63ယောက်63ယောက်အမေဖြစ်မှာအမျိုးကြီးပါဒါပေမဲ့ကျမဒီကလေး86ယောက်ရှိရှင်